ရှမတဲ့ခရစ်ဝင်အခန်းကြီး29နက်နက်အချိန်ရောက်လင်ယေဘရဟိတ်အကြီးတို့နှင့်လူတို့တွင်အကြီးအကဲဖြစ်တော်သူအပေါင်းတို့သည်ယေရှုကိုတန်အံ့သောငါတိုင်ပင်၍ကိုတော်ကိုချီနောင်ပြီးလင်မြို့ဝမင်းပုန်တိပိလက်ထံသို့ဆောင်းသွား၍အပ်လိုက်ကြ၏ဒိုကာကိုတော်ကိုအံ့နံသောယူဒရှကာယုတ်သည် ကိုတော်၌တေပြစ်ကိုစင်ကြသည်ကိုသိမြင်လင်နောင်တရ၍ ငွေ30ကိုယေဘရောဟိအကြီးလူအကြီးအကဲတို့၌ပြန်ပေး၍အကျွန်ုပ်ပြင်မာပါပြီအပြစ်မရှိသောသူဤအသွေးကိုအပ်မိပါပြီဟု ဆို၏ထိုသူတို့ကလည်းငါတို့နှင့်အဘယ်တို့ဆိုင်သနည်းကိုအမှုကိုကို ကြည်လောဟုဆိုကြတော့သူသည်ထိုငွေကိုဗိမ္မာန်တော်၌ပြစ်ချခဲ့၍အခြားသို့တွားပြီးလင်လဲကြိုးတက်၍တေလေ၏ယေဘရောဟိအကြီးတို့သည်ထိုငွေကိုယူ၍အသွေးဤအဖိုးဖြစ်၏ဗန္နာတော်၌မသွင်းအပ်ဟု ပြောဆိုတိုင်ပင်ပြီးမှအိုထိန်သမားဤမြေအကွက်ကိုတပားမျိုးသားတို့ဤတင်းချိုင်းဖြစ်စီဖို့ရာထိုးငွေနှင့်ဝဲကြဤထိုအကြောင်းအရာကို အစွဲပြု၍ယခုတိုင်အောင်ထိုးမြေအကွက်ကို သွေးမြေဟုခေါ်တွင်ကြဤပရောဖက်ယေရမိဟောဒီကဤဒီလလူတို့သည်အဖိုးပြတ်တော်သူဤကိုဖိုးငွေ30ကို သူတို့သည်ယူ၍ ထာဝရဖျားသည်ငါကိုမာထားတော်မူသည့်အတိုင်းဦးထိန်သမားဤမြေအကွက်ကိုဝယ်ကြ၏ဟူသောစကားသည် ထိုအခါပြည့်စုံခြင်းသို့ရောက်လေ၏ယေရှုသည်မြို့ဝမင်းရှိသို့ရောက်တော်မူသည်ရှိတော်မြို့ဝမင်းကသင်သည်ယူဒရှင်ဘရင်မှန်တော်ဟုမေးလင်ယေရှုကမင်းကြီးမေးသည့်အတိုင်းမှန်သည်ဟုမိတော်မူ၏ယေဘုယျအကြီးတို့နှင့်လူအကြီးအကဲတို့သည် အပြစ်တင်ကြသော တခွန်းကိုမြပြန်တော်မမူပြီးလက်မင်းကလည်းတင်းတစ်ဖက်၌အဘယ်မြလောက်တက်တီခံကြသည်ကိုတင်မကြားတော်ဟု ပြောဆိုတော်လဲစကားတခွန်းကိုမြပြန်တော်မမူသည်ကိုမြို့ဝမင်းသည် အလွန်အံ့ဩလေ၏ထိုပွဲ၌မြို့ဝမင်းသည်အကျဉ်းထားသောသူတို့တွင် လူများတို့အလိုရှိသောသူတယောက်ယောက်ကိုလွတ်မြဲထုံးစံရှိ၏ထိုအခါအကျဉ်းထားသောသူတို့တွင် ပါရမ္ဘအမိရှိသောကျော်သောသောဒုတိယရှိ လူများစီဝေးကြသည်ရှိသောပြီးလက်မင်းကတင်တို့သည်တင်တို့သည်အဘယ်သူကိုလွတ်စေခြင်းတည်းနိဗ္ဗာန်ဘကိုလွတ်စေခြင်းတလောခရစ်ဟုခေါ်ဝေါ်သောယေရှုကိုလွတ်စေခြင်းတလောဟု လူများတို့အားမေးလေအဘယ်ကြောင့်ဤတို့မေးတည်းဟုမူကားထိုသူတို့သည်မနာလိုသောစိတ်နှင့်ယေရှုကိုအံ့နံကြောင်းကို ပြီးလက်မင်းသိ၏ ဥမတပါတရားပလင်ပေါ်မှာထိုင်စဉ်တွင်မိမိခင်မွန်းသည် လူလင်တယောက်ကိုဆစ်လို့၍ထိုဖြောင်းမတ်သောသူကိုအဘယ်သို့မျှမပြုပါနှင့်ယနေ့ပင် ကျမသည်ထိုသူကြောင့်အိမ်မက်၌ပြင်းစွာခံရပါပြီဟု မာလိုက်၏လူအစုဝေးတို့သည်ဗိုင်ယာဘကိုတောင်း၍ယေရှုကိုတတ်စေခြင်းကယေဘရဟိအကြီးတို့နှင့် လူအကြီးကဲတို့သည် လူများကို တိုက်တွန်းသွေးဆောင်ကြ၏ထို့ကြောင့်မြို့ဝမင်းသည် ဤသူနေရောက်တို့တွင်တင်တို့သည်အဘယ်သူကိုလွတ်စေခြင်းတည်းဟုလူများကို တဖန်မေးသောအခါဗယံဘကိုလွတ်စေခြင်းပါသည်ဟုပြောကြ၏ပိလမင်းကလည်းတို့ဖြစ်လင် ခရစ်တော်ဟုခေါ်သောယေရှုကိုအဘယ်သို့ပြုရမည်နည်းဟု မေးမြန်းသောထိုသူအပေါင်းတို့ကသူသည်လဝါကတိုင်မှရိုက်ထားခြင်းကို ခံပါလိစေဟု ဆိုကြ၏မြို့ဝမင်းကလည်းအဘယ်ကြောင့်နည်းအဘယ်ပြစ်ကိုပြုတည်းနည်းဟု မေးလင် ထိုသူသည်လဝါကတိုင်မှရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည်တာ၍ဟစ်ကြ၏ပြီးလက်မင်းသည်မိမိမနိုင် လူများတာ၍ယုံရင်ခတ်မြပြုကြသည်ကိုမြင်လေရေကိုယူ၍လူများရှိတွင်မိမိလက်ကိုဆေးလက်ဤဖြောက်မတ်သောသူ၏အသွေးနှင့်ငါသည်ကင်းရှင်း၏ဤအမှုကို သင်တို့ကြည်ကြလောဟုဆို၏ထိုလူအပေါင်းတို့ကသူ၏အသွေးသည်ငါတို့၏ခေါင်းပေါ်၌၎င်း တားမီတို့ဤကောင်းပေါ်၌၎င်းတည်ရှိပါစေဟု ပြန်ပြောကြ၏ပိလက်မင်းသည်လည်းဗယံဘကို လူများတို့အားလွတ်လေ၏ယေရှုကိုကရိုက်ပြီးလင်လဝါကတိုင်မှာတက်စီခြင်းကအလိုက်လေ၏ထိုအခါမြို့ဝမင်း၏စစ်သူရဲတို့သည်ယေရှုကိုအိမ်တော်ဥသို့ဆောင်းသွား၍စစ်သူရဲတတက်လုံးကိုအထံတော်၌ဆူယုံစီပြီးမှအဝတ်တော်ကိုချုပ်၍နှီးသောဝတ်လုံးကိုခြုံစီကြ၏ဇူးပင်နှင့်ရက်သောဥယျာဉ်ကိုကောင်းတော်၌တင်ကြ၏ ကျူလုံးကိုလည်းလက်ရလက်တော်နဲ့ကင်စီပြီးလင်ရှေ့တော်မှာဒူးထောက်လက်ယူဒရှင်ဘင်ကိုရော်တီမင်္ဂလာရှိစေတည်းဟူ၍ကိုတော်ကို ပြည့်ရပြုကြ၏ကိုတော်ကိုတရွေးနှင့်ထွေးကြ၏ကျူလုံးကိုယူ၍ခေါင်းတော်ကိုရိုက်ကြ၏ထို့သောကိုတော်ကိုပြည့်ရပြုသည့်နောက်မင်းဝုလုံးကိုချွတ်၍အဝတ်တော်ကိုဝတ်ပြန်စီပြီးလင်လဝါကတိုင်မှာရိုက်ထားခြင်းကထုတ်သွားကြ၏။သွားကြစဉ်တွင် ရှစ်မုံမီရှိသော ကုရီနေပြည်သားတယောက်ကို တွေ့ရင် အနိုင်ပြု၍လဝါကတိုင်တော်ကိုခန်းစီကြ၏ဥကောင်းခွန်အရက်ဟု ဆိုလိုသောဂောလဂောတအမိတွင်သောအရက်တို့ရောက်ကြသော စေခါနှင့်ရောသော ပုံးကြီးကို ကိုတော်အားတောက်စိတ်သောငါပေးလင်မိစန်းတော်မူ၍မတောက်ချင်ပဲနေလေ၏ကိုတော်ကိုလဝါကတိုင်မှရိုက်ထားပြီးလင်အဝတ်တော်ကိုစာရည်တံချ၍ ဝေဖန်ကြ၏ထိုအရ၌လည်းထိုင်လက်စောင့်နေကြ၏အပြစ်ဖော်ပြသော ကပိလိ္ဆာချက်ဟုမူကားဤသူသည်ယူဒရှင်ဘရင်ယေရှုပေတည်ဟုရေး၍ကောင်းတော်ပေါ်မှာတက်တည်ထိုအခါကိုတော်နှင့်တကွဓမ္မနှယောက်တို့ကိုလေယာတော်ဘက်၌တက်ရောက်လဝဲတော်ပဲ၌တက်ရောက်လဝါကတိုင်မှာရိုက်ထားကြ၏လမ်းမှာတွာလာတော့သူတို့ကလည်းဗိမာန်တော်ကိုဖြိုဖျက်၍၃ရက်အတွင်းတွင် တိဆောက်ပြန်တော်သူကိုကိုကိုကဲတင်လောဘုရားသခင်သားတော်မှန်လဲလဝကတိုင်းမှ ဆင်းလောဟုမိမိတို့ကောင်းကိုညဲ့၍ကဲရဲ့သောစကားနှင့်ပြောဆိုကြ၏ထိုနည်းတူယေဘရဟိအကြီးကျမ်းပြုစရာလူအကြီးကဲတို့ကဤသူသည် သူတစ်ပါးတို့ကိုကဲတင်တတ်၏ကိုကိုမကဲတင်နိုင်ပါတကားဤသည်လရှင်ပင်မှန်လဲလဝကတိုင်းမှယခုဆင်းပါလိစေဆင်းလင်ငါတို့ယုံကြည်မိသူသည်ဘုရားသခင်ကိုကိုးစားပြီး ငါသည်ဘုရားသခင်၏တာဖြစ်၏ဟုဆိုပြီးတို့ဖြစ်၍ဘုရားသခင်သည်သူ၌အလိုတော်ရှိလျင်ယခုပင်ကဲတင်တော်မူပါလေစေဟုပြည့်ရပြု၍ပြောဆိုကြ၏ထိုနည်းတူကိုရောနှင့်တကွလဝါကတိုင်မှရက်ထားသောဓမြတို့ဒီလေကဲ့ရဲ့အပြစ်တင်ကြ၏မွတ်တဲ့အချိန်မှစ၍သုံးချက်တည်းအချိန်တိုင်အောင်မြေတပြင်လုံး၌မောင်မိုက်အတိဖြစ်လေ၏ ုံးချက်တည်းအချိန်၌ယေရှုကအီလီအီလီလာမရှာဘခတနီဟု ကြီးသောအတန်နှင့်ကြွေးကြော်တော်မူ၏အနက်ကအကျွန်ုပ်ဖျားအကျွန်ုပ်ဖျားအဘဲเจ้าအကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်နိဟု ဆိုလိုသည်ထိုရက်၌ရက်နေတော်သူအချို့တို့သည် ကြားလင်သူသည်အီလီယကို ခေါ်သည်ဟုဆိုကြ၏လူတယောက်သည်ချက်ချင်းပြေး၍ရေမိုတထွေးကို ပုံးရည်နှင့်ပြည့်စီပြီးလင်ကျူလုံးဖျား၌တက်၍ကိုတော်အားတောက်စိတ်သောငါ ပေးလေကျွင်းတော်သူတို့ကရှိစီတော့အီလီယာဒီသူကိုကဲတင်ချင်းကလာမီမလာမီကိုကြည်ကြကုံအန်းဟုဆိုကြ၏ယေရှုသည် ကြီးသောအသက်နှင့်တပန်ကြွေးကြော်ပြီးလင်အသက်တော်ကိုလွတ်တော်မူ၏ထိုအခါဗိမှန်တော်ဤကလာကားသည်ထက်စွန်းမှအောက်စွန်းတိုင်အောင် ဆုတ်ကွဲလေ၏မြေကြီးလှုပ်လေ၏ကြောက်များတို့သည်ကွဲပြားကြ၏တင်းကြိုင်းတွင်တို့သည် ွင့်လက်သဖြင့်ကျိတ်ဆက်လက်ရှိသောတန်ရှင်းသူတို့၏အလောင်းများစွာတို့သည်ထကြ၍ကိုတော်ထမြောက်တော်မူသည့်နောက်ထိုသူတို့သည်တင်းကျင်းတွင်မှထွေတန်ရှင်သောမြို့တဲသို့ဝင်ပြီးလင် လူများစွာတို့အားထင်ရှားကြ၏ယေရှုကိုစောင့်တော်တက်မှုမှဆ၍စစ်သူရဲများတို့သည်မြေကြီးလှုပ်ခြင်းစသည့်တို့ကိုမြင်လင်အလွန်ထိတ်လန့်၍စင်စစ်ဤသူသည်ဘုရားသခင်၏တားတော်မှန်ပေ၏ဟုဆိုကြ၏ ဂါလိလဲပြည်ကယေရှုနောက်တော်၌အလုတ်အကျွေးလိုက်လာသောမိမများတို့သည်လည်းထိုရက်၌အဝေးကချစ်ရှု၍နေကြ၏ထိုမိမတို့တွင် မာဂဒလမာရိယာကုပ်နှင့်ယောသေတို့၏အမိဖြစ်သော မာရိနှင့်စီဗေဒေတာတို့ဤအမိပါကြတည်းညအချိန်ရောက်မှအာရိမတဲမြို့သားယောသအမိရှိသောတတိယယေရှုတပည့်တော်ဖြစ်သည်နှင့် ပိလက်မင်းထံသို့ဝင်၍ယေရှု၏အလောင်းတော်ကိုတောင်းလေ၏ပိလက်မင်းသည်အလောင်းတော်ကိုပေးစီခြင်းကအမိန့်တော်ရှိသောယောသတ်သည်အလောင်းတော်ကိုယူ၍ဖြူစင်သောပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်ကြောက်၌ထွင်သောမိမိတင်ကြိုင်တွင်တစ်ထဲမှထားလေ၏ကြီးစွာသောကြောက်ကိုလည်းတွင်းဝ၌လိတ်ထားပြီးမှသွား၏မင်္ဂတလမာရီနှင့်အခြားသောမာရီသည်ထိုအရ၌တင်ကြိုင်တော်ရှိမှထိုင်လဲနေရကြ၏ အဘိနေရောက်လွန်၍နက်ဖြန်နေ့ရောက်လင်ယေဘရောဟိတ်ကြီးနှင့်ပါရိရှဲတို့သည်ပိလက်မင်းထံ၌စုဝေး၍ထိုလက်ဖြားတော်သူကငါသည်သုံးရက်မြောက်သောနေ့၌ထမြောက်မည်ဟုမသေးမီပြောသည်ကိုအကျွန်ုပ်တို့မှတ်မိပါပြီထို့ကြောင့်သူ၏တပည့်တော်တို့သည် ညအခါလာ၍အလောင်းတော်ကိုခိုးယူပြီးလင်သူသည်တည်ချင်းမှထောက်မြောက်တော်မူပြီဟုလူအပေါင်းတို့အားပြောဆိုကြတော်ရှေးအမထက်နောက်အမတာ၍ကြီးမိဟုစိုးရင်စရာအကြောင်းရှိသည်ဖြစ်၍တင်းချိုင်းတွင်သို့သုံးရက်မြအောင်လုံခြုံစွာစောင့်စိတ်တော်ငါအမိတ်ရှိတော်မူပါဟုရှောက်ကြလင်ပြီးလက်မင်းကတင်တို့၌လူဆောင်တတက်ရှိ၏တွားကြတတ်နိုင်သည်မအတိုင်းလုံခြုံစွာစောင့်စီကြဟုဆိုလေ၏ထိုသူတို့သည် တွား၍ကြောက်ကိုတစိမ့်ခတ်ပြီးလင်အဆောက်ထားလက်တင်းကြိုင်တွင်းတော်သို့လုံခြုံစွာ ပြုကြ၏